မင်္ဂလာပါရှင်။ဝေသမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ23ရက်နေ့တွင်စေဝင်စားဝယ်ကောင်းမဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့မိုတော့ channel ကို subscribe နဲ့ like share တွေလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တားဖာကိုအိုဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်အသက်လိုပြီးခွေပြေးဝက်ပြေးထွက်ပြေးခဲ့ရတဲ့ တောင်တာပကဖခေါင်းဆောင်တန်လွင်ဆိုတဲ့အကြောင်းအရပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြောင်းလဲမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နေကင်ပတိပကဖြစ်ပွားလာခဲ့တာဟာ၄နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်အဲ့ဒီ၄နှစ်ခွဲကျော်ကာလအတွင်းနိုင်ငံတော်အစိုးရကိုစန့်ကျင်လျက်ရှိနေရဲ့ NUG လက်အောက်ခံ PDF အဖွဲ့တွေဟာပြည်သူကာကွယ်အမိခံထားပေမဲ့ပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလုံဆောင်လျက်ရှိနေရဲ့အတွက် ဒေသခံပြည်သူတွေဟာ PDF အဖွဲ့တွေကိုကိုနီကိုဟန်နဲ့လက်တုံးပြန်လျက်ရှင်နေရလက်ရှိအချိန်မှာလေတောင်တာမျိုးကန်တွေဟာပကဖအဖွဲ့ခေါင်းဆောင်တို့ဖြစ်တဲ့တန်လွင်ကိုတက်ဖြတ်ဖို့ကြိုးပမ်းခဲ့တဲ့အတွက်တန်လွင်ဟာဒဏ်ရာတွေရကအသက်လွတ်ထွက်ပြေးခဲ့ရပြီးအသက်အန္တရာယ်ဆိုရင်ရတဲ့အခြေအနေမျိုးရှိရလို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။တောင်တာမျိုးနဲ့ပကဖခေါင်းဆောင်တို့ဖြစ်တဲ့တန်လွင်ဟာနာမည်ဆိုးနဲ့ကြော်ကြားနေသူဖြစ်ပြီး PDF အဖွဲ့ဝင် အမျိုးသမီးတအိုးကိုလည်း မတိမ်မှုကျုံးလွန်ခဲ့သူဖြစ်တယ်လို့တရဲနေထပ်ပေါ်ခဲ့သူဖြစ်ပါတယ်။တောင်တာမျိုးကန်တူကကျွန်တော်တို့တောင်တာမျိုးမှာ PDF အဖွဲတွေနဲ့ပကောက်ဖောက်အဖွဲတွေဟာဒေသခံပြည်သူတွေအပေါ်အတင်းအကျပ်ဆက်ကြီးကောက်တာအပြင်ဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလှုံ့ဆောင်နေရဲ့။ဒါကြောင့်ဒေသခံပြည်သူတွေကအရင်လိုခေါင်းငုံမခံပဲလက်တုံပြန်လာကြတယ်။ဒါကြောင့်လည်းပြီးခဲ့တဲ့ရက်ပိုင်းကတောင်တာနဲ့ကြောက်ပတောင်းနေတာရွာလေးတရွာနားမှာတာဖကိုကပကဖတောင်ဝန်ကန်တအူဖြစ်တဲ့ တန်လွင်ကိုဝိုင်းဝန်းလုံးကြံတက်ပြတ်ဖို့ကြိုးပမ်းခဲ့တယ်။အဲ့ဒီတန်လွင်ဆိုတဲ့ကောင်နဲ့သူ့ရဲ့တပည့်တို့ဟာအမေရိကန်နိုင်ငံတော့ပစ္စတိုတနက်တက်လက်ထားပြီးခွေပြေးဝက်ပြေးထွက်ပြေးကြရတယ်လို့လည်းကြားမိပါတယ်။တနက်သမားကိုဓာတ်နဲ့ဝိုင်းပြီးထိုးခုတ်တက်ပြတ်ဖို့ကြိုးပမ်းနေဆိုရဲကတန်လွင်အပေါ်တော်တော်လေးနာကြီးလို့သာအသေးခံပြီးလောက်တာဖြစ်ဖို့များတယ်။တန်လွင်နဲ့သူ့ရဲ့တပည့်ထက်ဝေတို့ကိုနာကြီးမခန့်ခြင်းစိတ်နဲ့တက်ပြတ်ဖို့ကို တာအဖကိုကဝိုင်းလုခဲ့ရလို့ကြားမိရဲ့။တန်တွင်ကိုဒုံးနဲ့စရိုက်တဲ့သူကအသက်60ကျော်အရွယ်ရှိရလို့သတင်းတွေလည်းထွက်နေရဲ့။တန်တွင်နဲ့သူ့ရဲ့တပည့်ထဝေကတနန်းနဲ့ပြစ်လို့တာအဖကိုတဲ့တချို့ကတေဆုံးဒဏ်ရာရတယ်လို့လည်းကြားမိရဲ့။တန်တွင်တို့ဆရာတပည့်ကတော့တာအဖတွေဝိုင်းဝန်းတိုက်ခိုက်လို့ကြောက်အားလန့်အားနဲ့ခွဲပြေးဝက်ပြေးထွက်ပြေးခဲ့ရတယ်။အဲ့ဒီတန်တွင်ဆိုတဲ့ကောင်ကသွေးမရှိတယ်လို့စားလည်းမရှိဘူး။အွန်လိုင်းမှာသာလေကြီးဖင်ကြံတဲ့ ြောပြောတောင်ပြောလျှောက်ပြောနေရအခုဆိုရင်တောင်သားနယ်သားတွေကအရိပကဖအကောင်တွေကိုချောင်းနေရတန်ရင်တို့ဆရာတပည့်ကိုတာဖကိုကတက်ဖြတ်ဖို့ကြိုးပမ်းနေအဖြစ်ပြက်မှာဆိုရင်ဖခင်ဖြစ်သူကအသေးခံပြီးတန်လွင်ဆိုင်ကယ်ကိုဒုံနဲ့ဝင်ရိုက်တာဒီလိုမျိုးတနက်သမားကိုဓာတ်နဲ့အသက်အသေးခံပြီးဝိုင်းလို့တယ်ဆိုရဲကနာကျေးခံပြန်လို့တာလှုပ်တဲ့သဘောမျိုးလို့ယူဆလို့ရတယ်ဆိုပြီးတော့ပြောပါတယ်။မြန်ကျန်ခရိုင်အတွင်အခြေပြုတ်လှုပ်ရှားနေရဲ့ PDF အဖွဲနဲ့ပါတော်လုံးအဖွဲခေါင်းဆောင်တွေဟာကိုကျင်တရားနဲ့ဇာတိတပိုင်းကောင်းမှုသူတွေမဟုတ်ပဲနနေကိုင်းပฏิပခဖြစ်ပွားလာချိန်မှာတော်လိုက်ရေးခေါင်းစဉ်ပြကကိုကျုံစီပွားရှာလျက်ရှိနေတယ်လို့သိရပါတယ်တောင်တာမြို့ကန်တူကတန်လွင်ဆိုတဲ့ကောင်ကအကျင့်ကောင်းတဲ့ကောင်မဟုတ်ဘူးနဘဲကန်ကြီးရွာဇာတိသားပါအရင်တုန်းကရန်ကုန်ဗီဒီယိုလောကမှာမီထိုးမှန်ထိုးနေစာလုပ်ခဲ့တယ်ကိုဖိဖြစ်တော့အလောက်ကိုင်းမရှိတော့လို့ရွာပြန်လာပြီးရက်တောင်လို့တာ ထရန်ရက်တာလုပ်တယ်။အဲဒီလုပ်တယ်မရှိရင်ပလုံကောက်စားတဲ့အကူများကြတော့ပစ္စတိုကြီးခါထိုးပြီးပကဖဒူကောင်းဆောင်ဆိုပြီးအောက်ခြေလွတ်ပြီးဒေသခံတွေကိုဖိနှိပ်အနိုင်ကျင့်နေရဲ့။ဒေသခံတွေကိုဖိနှိပ်အနိုင်ကျင့်ရုံသာမကကိုအချင်းချင်းဖြစ်တဲ့အမျိုးသမီးငယ်တဦးကိုပါမရိမကျင့်တော့တာပဲ။အရင်တုန်းကတန်တွင်တို့မိသားစုတွေကအလုံမရှိလို့စားစရာမရှိရဲ့နေရီဆိုရင်နဘဲကန်စင်မှာငားများပြီးရောင်းစားနေခဲ့တာအမေလို့သူကနဘဲကန်စင်မှာငားများတယ် ကျွန်တော်တို့တောင်းတာနေကပကဖာနေ PDF ကောင်းဆောင်ဆိုတဲ့ကောင်တွေကဇတိတပိုင်းမကောင်းဘူးပညာအရေးချင်းတွေပါတော့လုံးတင်မလုံးတင်မသိပဲပြည်သူတွေကိုဖိနှိပ်နေရလို့ပြောပါတယ်တမရစစ်ကြောင်းတွေဟာတောင်းတာမျိုးနေအတွင်းနေပြည်ရှင်းလင်းလျက်ရှင်းနေရ PDF အမိကန်တနေ့ကိုင်းအဖွဲတွေနဲ့ပါတော်လုံးအဖွဲတွေအထင်းနာလျက်ရှင်းနေပြီးတော့စောက်ခွာထွက်ပြေးလျက်ရှင်းနေတယ်လို့သိရပါတယ်တမရစစ်ကြောင်းတွေကနိုဝင်ဘာလ22ရက်နေ့ကလည်းတောင်တာနဲ့ငတိယောက်လမ်းပေါ်ရှိ ညောင်တိုကြေးရွာထိမ်မှာပြုတ်လုထားတယ်။ PDF အကြံဖက်သမားတွေရဲ့စစ်စေးရေးဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး PDF အဖွဲ့တွေစုခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ဒေသခံတအူကတော့ကျွန်တော်ကြားသိရသလောက်ဆိုရင်ညောင်တိုကြေးရွာထိမ်မှာပြုတ်လုထားတဲ့ PDF ကျမ်းဖက်သမားတွေရဲ့စစ်စေးရေးဂိတ်ဟာတောင်တာမျိုးနယ်ပါကဖတောင်ဝကန်ကြီးစိုးရဲ့ဂိတ်ဖြစ်တဲ့တမရော်စေတောင်တွေရဲ့ထိုးစစ်အရှင်ကို ရင်ဆိုင်ကုကံနိုင်ဆွဲမရှိဘဲစုတ်ခွာထွက်ပြေးကုန်တယ်လို့ပြောပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့တရားနယ်လေးအဖွဲ့ကိုဝေဖန်နေရဲ့ NUG အားပေးနေသူတွေကိုတအောင်ပလောင်လူမျိုးတွေဘယ်လိုမျိုးတုံ့ပြန်လိုက်တယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။တအောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တရားနယ်လေးက၎င်းတို့ယာယီထိန်းချုပ်ခွင့်ရခဲ့တဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးကိုနိုင်ငံတော်အစိုးရကိုပြန်လည်လွှဲပြောင်းပေးမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ NUG နဲ့ PDF အဖွဲ့တွေကအပိထောက်ခံသူတွေက TNL အဖွဲ့အပေါ်ဝေဖန်ပြစ်တင်မှုတွေတုံ့ဆောင်ရရှိနေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကတရုတ်ကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲအတွင်း TNL အဖွဲ့ကမိုးကုံမြို့နဲ့မိုးမိတ်မြို့ကိုပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ပေမယ့် TNL နဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ PDF နဲ့ကိုင် အဖွဲ့တွေကမိုးကုံမြို့ကိုကာကွယ်သွားမယ်လို့သတင်းထုတ်ပြန်ခဲ့ရာ မကုံမြို့အခြေအနေနဲ့ပတ်သက်ပြီးလူဆဲဝင်စားမှုပုံမမြတ်တက်လာခဲ့ပါတယ်။မြန်မာနောက်သတင်းဌာနအပါဝင်အစိုးရကိုစန့်ကျင်လျက်ရှိနေတဲ့သတင်းမီဒီယာတွေကတော့တမရစစ်ကြောင်းတွေမကုံမြို့ပေါ်ရောက်နိုင်အောင် TNL တာဝန်ယူရမှာဖြစ်ပြီးလက်ရှိချိန်မှာ TNL အဖွဲ့နဲ့ PDF အဖွဲ့တွေကြားသဘောထားအမြင်ကွဲလဲလျက်ရှိနေတယ်လို့ဒီကရက်ရပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီသတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် NUG နဲ့ PDF အဖွဲ့တွေက အာဘေးထောက်ခဲ့သူတွေနဲ့ပလောင်လူမျိုးတွေကြားမှာအငင်းပွားမှုတွေပုံမှု ဖြစ်လာခဲ့ပြီးပလောင်လူမျိုးအမျိုးသမီးတအူက NUG နဲ့ PDF အဖွဲ့တွေကအာဘေးထောက်ခံသူတွေကိုအခုလိုမျိုးလူမှုကွန်ရက်ကတဆင့်တုံးပြန်ဝေဖန်ခဲ့ပါတယ်။အေးဒီနေ့လေမပြောဘူးဆိုပြီးတော့မှကြည့်နေတာ။တရင်နေတက်လာတယ်။အာ TNN ကဒီစစ်ခွေးတွေကိုပေါ့နော်မိုးကုန်းနဲ့အမုံမိတ်တွေကိုခေါ်ဝင်လာရမယ်ဆိုတဲ့တရင်အပေါ်မှာ เนาะပြောနေလိုက်ကြတာပြောနေလိုက်ကြတာအဲ့ဒီပြောနေတဲ့เนาะလူတွေမေးချင်တာနံပါတ်1အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတိုင်းပြီးတော့မှ MMDA တွေကစစ်ခွေးတွေကိုလာရှုပ်ထည့်ပြန်ခေါ်ဝင်လာတော့ကနင်တို့တွေမမွေးသေးရလားဟမ်နံပါတ်1နံပါတ်2နင်တို့ဒီမိုကရေစီဒီမိုကရေစီဆိုပြီးတော့မှเนาะအော်နေပြီးတော့မှတကယ်တမ်းတော့နင်တို့ကတိုင်းရင်းသားတွေအပေါ်မှာအဲ့လောက်ထိနင်တို့က မချစ်နိုင်သေးဘူး။တိုင်းရင်းသားတွေဆိုနင်တို့ကချိုးမယ်နှိမ်မယ်လူမျိုးစုတစုကိုနင်တို့ကတာလူမျိုးကြီးတွေဟုတ်လား။အဲ့တော့ငါလည်းမေးချင်တယ်နင်တို့တွေကရောဘယ်နှမျိုးတိမ့်နိုင်ပြီတုံး။လူမျိုးနေမြေရောက်လာပြီးတော့မှตายရနေကြတာလေ။လက်ရှိချိန်မှာတအောင်းပလောင်လူမျိုးတွေအနေနဲ့ကိုယ်တေတာအတွေ့အင်အားရှိသူတွေပေါင်းသိရင်ပေါင်းရမှာဖြစ်ပြီး TNL အဖွဲ့ရဲ့ကိစ္စကိုဘယ်သူမှဝင်ရောက်ဆော့ဖွဲ့ခွင့်မရှိဘူးလို့တုံ့ပြန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ပလောင်လူမျိုးတို့ကပထမအဆင့်အပြည့်ရက်မယ်မွေးကောမွေးမိကနေ TNN လေးကစုခွာသွားမယ်စားကောင်းမှတက်ကနေရာဝင်ယူမယ်ဝင်လာမဲ့လမ်းကြောင်းတွေမှာမဟာမိတ်တပ်တွေကအတင်းဆောင်ကြပြီးစားကောင်းမကိုတိုက်ခိုက်ကြမယ်ကို့အထင်တော့အဲ့လိုဖြစ်လာမယ်မထင်ဘူးစူပါပါဝါဒနိုင်ငံဖြစ်တဲ့တရုတ်ဂျာဝင်မှုကအလောက်ထိရေးစရာကောင်းနေပါမလားမျိုးနှမျိုးကိုစွန့်လွတ်တာပြင်တခြားသဘောတူညီချက်မရှိပဲစကမာကလေးချောင်းတိုက်ခိုင်းမှုရပ်ပြီးမှမဟုတ်တယ်လို့ တရနယ်လေးသိန်းနဲ့မျိုးခွနဲ့မျိုးကိုထိုးစစ်မစင်ဖို့သဘောတူလိုက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တာပါဆိုတော့မိုးကော့မိုးမင်းဟာလေဒုတိယလာရှိုးလိုပဲဖြစ်လာဖို့များတယ်လို့ထင်မိပါတယ်ဒီလိုဖြစ်လာရင်တရနယ်လေးအပေါ်မှာအလုံးရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကမလဲမသိရောက်လာမှာပဲဘယ်လိုဖြစ်လာပါစေမိမိကတော့တရနယ်လေးဘက်ကပဲဆက်လက်ရပ်တည်နေမှာပဲဝါကိုအားကြတယ်မှတ်လားဝါနေအတိုင်းကျင့်ကြတာပေါ့ ကိုပြည်နယ်အတွက်အင်အားရှိသူတွေပေါင်းတဲ့ပေါင်းရမှာပဲအပေးယူလို့တဲ့လို့ရမှာပဲဒီပေါ်မှာတအောင်လူတို့ကတွေ့ရင်တခြားဘသူမှဝင်ရောက်ဆက်ဖက်ပိုင်ခွင့်မရှိပါဘူးဘာလို့လဲဆိုတော့ DNA လေးဟာတအောင်ပြည်သူလူတို့ကြားတဲ့ကနေမွေးဖွားလာတာဖြစ်တဲ့ဒီကနေ့အချိန်နေရောက်ဖို့ DNA လေးအပေါ်မှာတခြားလူမျိုးတွေနဲ့တခြားအဖွဲ့အစည်းတွေရဲ့အကူအညီအထောက်ပံ့တွေရှိခဲ့တယ်ဆိုရင်တော့မှတအောင်ပြည်သူတွေရဲ့အားပေးထောက်ခံမှုတွေနဲ့ရှင်ရင်မပြောပါတော့တဲ့အရာပါ မင်းတို့တွေကခရီးမတီးဘူးဘာညာပြောကြမဲ့အုပ်စုတွေတော့ရှိမှာပေါ့အဲဒီကောင်တွေကိုမေးကျင်တာအရှင်းက KNU နဲ့ NND ကြားချုပ်ဆိုထားတဲ့မာနေပလောစာချုပ်ကို NND အစိုးရကအကောင့်ထည့်ဖော်ခဲ့သလားဆိုတာပဲဆိုပြီးတော့၎င်းရဲ့ Facebook အကောင့်ကနေရှင်းသားဖော်ပြခဲ့ပါတယ်။လက်ရှိချိန်မှာတော့ PDF အမိကန်အကြံဖက်လက်နေကန်အဖွဲတွေဟာလူသုံးကွန်တုံးအစင်တက်မပေါ်ဘူးဆိုတာနားလေသဘောပေါက်သင့်ပြီးတော့အလင်းဝင်တာမျိုးတွေလုံးဆောင်ရမှလည်းဖြစ်ပါတယ်။ လေလာသူတို့က PDF အဖွဲတွေကိုကွန်တုံးလို့ပြောဆိုတာတွေရှိခဲ့တယ်။သူတို့ရဲ့လက်ရှိအခြေအနေတွေကလူသုံးကွန်တုံးအဆင့်ပဲရှိနေတော့တယ်။တိုင်းသားလည်းနဲ့ကန်အဖွဲတွေကမြို့တွေကိုတင်ပိုက်နိုင်အောင်လူအင်အားလိုအပ်ချိန်မှာ PDF အဖွဲတွေကိုခေါ်သုံးခဲ့တယ်။မြို့ကိုထိန်းချုပ်ခွင့်ရချိန်မှာတိုင်းသားလည်းနဲ့ကန်အဖွဲတွေက အရရတိုင်းကိုစိတ်တိုင်းကျချဲ့လေခဲ့တယ်။ PDF အဖွဲတွေက အခိုင်အခံအဆင့်ထက်မပိုပါဘူး။ MNDA တုံးကလည်းလိုင်းရှုံးမြို့ကိုပြန်လည်လွှဲပြောင်းပေးဖို့ သူတို့ကိုပိုင်ဆုံးဖြတ်ချက်အတိုင်းလုပ်ခဲ့တယ်။ PDF အဖွဲ့တွေကိုအပြည့်ခံလူသုံးပုံစံမျိုးပဲထားခဲ့တယ်။အခုလည်းတရားနန်လေးကသူတို့ကိုပိုင်ဆုံးဖြတ်ချက်အတိုင်းလုပ်ခဲ့တယ်။ Ho NUG ဆိုတဲ့အဖွဲ့ကလည်းပြည်သူကိုမျှော်လင့်ချက်အမှားပေးပြီးလိန်စားယုံကလွဲပြီးဘာမှလုပ်တတ်တာမရှိဘူး။ PDF အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ကိစ္စဝဝကိုတာဝန်ယူဖြည့်ရှင်းပေးနိုင်စွမ်းမရှိဘူး။ဒါကြောင့် PDF အောက်ခြေတပ်ဖွဲ့ဝင်တွေဟာလက်ရှိအခြေအနေရရက်ကိုမှန်ကန်စွာသုံးသပ်ဆုံးဖြတ်ဖို့လိုတယ်။ ။ NUG အဖွဲ့ကမျှော်လင့်ချက်အမှားပေးပြီးမြောက်ခိုင်းနေရာနဲ့တိုင်းဒါလက်နဲ့ကိုင်အဖွဲ့တွေတွင်အပြေခံဘဝတွေမှာစံနေမလားဆုံးဖြတ်သင့်ပြီး PDF အဖွဲ့တွေအနေနဲ့တိုင်းဒါလက်နဲ့ကိုင်အဖွဲ့တွေအကျိုးစီးပွားအတွက်အသေးခံပြီးတိုက်ပွဲတွေကိုတိုက်မယ်အစားအလင်းဝင်နာကမှမိသားစုနဲ့လက်ကျန်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းလို့ရမယ်လို့ပြောပါတယ်ရှင်။